ဒီဇက်လိုင်းရဲ့ဆာမာလင်များနဲ့ရောက်ဟန်နီမွန်းထွက်ကြရင်တက်လီကားတဲ့ရောက်နေခဲ့ပါတယ်။ဒါပေမဲ့သူတို့ဘာအတွက်ရောက်နေတာလဲဆိုတာကိုတော့မမှန်မိကြပါဘူး။ ီးတော့သူတို့အခုရောက်ရှိနေတဲ့နေရာကိုလည်းမတိကြပါဘူးအဲဒါကြောင့်လင်မယားနဲ့ရောက်တွေ့ရလျှောက်သွားတော့စပင်အဖြူနဲ့ဘဲကြီးကိုတွေ့လိုက်ရတယ်အဲ့ဘဲကြီးကသူတို့ကိုဘာပြောလဲဆိုတော့ကွိုက်တိုက်ကင်မှကြိုဆိုပါတယ်မိတ်ဆက်ပါရစေကျွန်တော်ကပါတန်နာဖြစ်တဲ့တိုက်ကင်မှာအရှင်တွေကိုရှင်းပြပါမယ်တေချာအယုံဆိုင်ဖို့တောင်းဆိုခြင်းနဲ့ပထမအချက်အရင်ဆုံးဒီနေရာကဘယ်နေရာလဲဆိုတဲ့မေးခွန်းကိုမဖြေနိုင်ပါဘူးဒုတိယအချက်မင်းတို့နှစ်ယောက်ဒီမှာဂိမ်းတစ်ခုကစားရမယ်တတိယအချက်ဆွေးရမယ့်ဂိမ်းကိုရိုလက်တီနဲ့ဆုံးဖြတ်ရပါမယ်စတုထအချက်ဂိမ်းကအတက်ကိုလောင်းကြီးထပ်ပြီးကစားရမယ်ပစ္စမအချက်ဂိမ်းပီမရှင်ဒီဘားကနေထွက်ခွာလို့မရဘူးဒီလိုတွေပြောလိုက်တော့လင်မယားနဲ့ရောက်အတိတ်ပြေမရှိတာတွေပြောနေတာပဲဆိုပ ပြီးထွက်ပေါက်ကိုရှာဖို့တွားတော့တယ်ဒါပေမဲ့သူတို့အပြင်ဘက်ကိုဘလို့မှထွက်လို့မရတော့ပါဘူးအဲဒါကြောင့်ဒက်ကင်စီပြန်လာပြီးထွက်ပေါက်ရှိတဲ့နေရာကိုပြောပြဖို့ပြောတယ်ဒါပေမဲ့ဒက်ကင်ကတော့ဂင်းပြီးမှထွက်လို့ရမှာပဲပြောနေတော့မစော်ရင်ဘာဖြစ်မလဲလို့မေးလိုက်ပါတယ်ဒက်ကင်လည်းအဲဒါကြောင့်လူတီအလောင်းတွေကိုပြလိုက်ပါတော့တယ်လင်မယားနှစ်ယောက်လည်းတော်တော်လန့်သွားပြီးအတက်ကိုလောင်ကြီးထရမယ်ဆိုတဲ့ဂင်းကိုဆော့ဖို့လက်ခံလိုက်ပါတယ်ဂင်းရဲ့စီကံကရှိမှစီတဲ့စဝိုင်းကိုများနဲ့အမတ်တုံညရောက်တီထည့်တလဲစီပြရမှာပါမရောက်ခင်များရီကုံသွားရင်တော့အမတ်တုံညနဲ့အနည်းဆုံးလူကအနိုင်ရမှာဖြစ်တယ်ပြီးတော့အဲ့ဒီစဝိုင်းထဲမှာလင်မယားနှစ်ယောက်ရဲ့ခန္ဓာအစိတ်ပိုင်းတွေပါဝင်နေပါတယ်တကယ်လို့အဲ့ဒီနေရာကိုတွားထည့်ရင်တော့နာကျင်မှုကို တကယ်ခံစားရမှာပါလင်းဖြစ်သူကမြောက်ကိုပြစ်လိုက်တော့မိမဖြစ်သူရဲ့လက်မကိုထိတွားခဲ့ပါတယ်မိမဖြစ်သူကလည်းတော်တော်နာကျင်တွားရတယ်မိမဖြစ်သူကတဖန်ပြန်ပြစ်လိုက်တော့ယောက်ျားဖြစ်သူရဲ့ဦးကိုထိတွားခဲ့ပြန်ပါတယ်အဲဒါကြောင့်သူလည်းမနာကျင်ကိုလည်းမနာကျင်ရအောင်ပြစ်ရင်ယောက်ျားဖြစ်သူကမိမဖြစ်သူရဲ့ဦးကိုထိမိတွားပြန်တယ်မိမဖြစ်သူကလည်းနနာကျင်ချင်းနဲ့ပြန်ပြစ်လိုက်တော့ယောက်ျားဖြစ်သူရဲ့မျက်လုံးကိုထိတွားခဲ့ပြန်ပါတယ်ယောက်ျားဖြစ်သူကလည်းတမင်လို့ကခေါင်းလားဆိုပြီးသူလည်းမကြည်ဝဲနှွဲမယ်လို့တော့မိမဖြစ်သူကသူ့ရဲ့ပိုက်ကိုတော့မပြစ်ဖို့ပြောတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပိုက်ထဲမှာကလေးလေးရှိနေပြီဖြစ်လို့ပါဒါပေမဲ့ယောက်ျားဖြစ်သူကတော့အဲ့ကလေးကသူနဲ့ရတဲ့ကိုယ်မဟုတ်ပဲတခြားယောက်ျားနဲ့ရတဲ့ကိုယ် မှာဆိုပြီးဖိုက်တဲ့ကိုပြေးချလိုက်တယ်။နောက်ဆုံးမှာတော့မိမဖြစ်သူကအလဲဘဟိုးတက်တဲ့နှလုံးကိုပြင်းပြီးတွားခဲ့ပါတယ်။အဲဒါကြောင့်အနံ့ရတွားတဲ့သူကမိမဖြစ်သူမာရှီကိုပဲဖြစ်သွားပါတယ်။ပြီးတော့မာရှီကိုကသူတို့တွေကတိတ်ပြီးတွားလို့ဒီနေရာကိုရောက်ရှိနေတယ်ဆိုတာကိုတဘောပေါက်လာခဲ့ပါတယ်။တကင်ကသူတို့ကိုဒီလိုပြောပြပါတယ်။ဟုတ်ပါတယ်။မနိုနီယလုံကစုံတွားပြီးပြီးလူတွေကတိတ်ဆုံးပြီးနောက်သူတို့ကိုငရဲအတုမဟုတ်နှက်ပြီးကိုပူခံရတယ်။ဒါကိုစင်ချက်ချဖို့အတွက်ကွိုက်တကင်ကတီရှိနေတာပါ။နောက်သူတို့တချိန်တည်းတိတ်ဆုံးတဲ့သူတွေကိုဒီနေရာကိုခေါ်တဲ့တလေးရှိပါတယ်။ဒီလင်မားနှစ်ယောက်ကဟန်နီမွန်းထွက်ရင်မိမဖြစ်သူရဲ့ဖုံမှာတခြားယောက်ကြားရဲ့ဖုံးဝင်လာပြီးမကင်နာကြောင့်ယောက်ျားဖြစ်သူကတဝန်တွေ ို့ဒေါရထွက်ပြီးတူကိုင်မဲလို့ကာမောင်ရင်ဖုံးကိုလူရင်ကနေ၆ထဲကြွသွားပြီးတေဆုံသွားကြရတာပါမိမဖြစ်သူကနိုင်တော်ဖြစ်တဲ့ကာလရှင်ပြောတာမှန်းလဲကျမမှာတခြားရှင်းနေရတဲ့သူရှိတယ်ဒါမျိုးဖြစ်မှာပဲလေဘယ်သူကရှင်းတို့လူမျိုးကိုရှင်းမဲ့ထင်နေလဲရှင်အုံတော့မကောင်းဘူးလားငွေကြောင့်လက်ထက်ခဲတာတေကြတာပေါ့အလိညာတွေပဲလေရှင်းကလေးကိုဘယ်သူကလူချင်းမလဲဒီလိုရေးဆက်ဆက်ပြောလိုက်တော့ယောက်ျားဖြစ်သူလဲတော်တော်လေးကိုဒေါရထွက်သွားပြီးများနဲ့တွတ်တက်မယ်လို့တော့တကင်ကတားလိုက်ပါတယ်နောက်ဘီယောက်ျားဖြစ်သူရဲ့ဝိညာဉ်ကိုတော့လူပြောင်းဝင်စားဖို့လွတ်လိုက်ပြီးတခြားယောက်ျားနဲ့ဖောက်ပြန်တဲ့မိမဝိညာဉ်ကိုတော့ဘာမှမရှိတဲ့ဟင်းလေးပြင်ကိုပို့ပေးလိုက်ပါတယ်စပင်မဲနဲ့ကောင်မလေးနူးလာ တဲ့အချိန်တုန်းကသူ့ဘေးနားမှာနူနာဆိုတဲ့အကဲဖြတ်သူကဘေးနားမှာရှိနေခဲ့ပြီးသူမကသူ့ရဲ့နာမည်ရောတခြားအကြောင်းအရာအလုံးတစ်ခုမှမမှတ်မိဖြစ်နေခဲ့ပါတယ်။နောက်တော့နူနာကဒဂင်စီခေါ်လာခဲ့ပြီးဒီနေရာကကွေလွန်လူတွေကိုလမ်းညွန်ပေးရတဲ့နေရာဖြစ်ကြောင်းခဏနေတည်ပြီးသားလူနှစ်ယောက်ရောက်လာမှာဖြစ်ပြီးသူတို့နှစ်ယောက်ကိုအတက်နဲ့လောင်းကြီးထက်ရတဲ့ဂိမ်းဆော့ခိုင်းကဂိမ်းဆော့နေစဉ်အတွင်းပေါ်လာတဲ့သူ့ရဲ့တရုတ်မှန်တဲ့အတက်ချင်းစဉ်တုန်းကဘယ်လိုနေထိုင်ခဲ့လဲဆိုတာကိုကြည့်ပြီးအကဲဖြတ်ရမှာဖြစ်ကြောင်းပြောပြတယ်။ပြီးတော့အကဲဖြတ်ခံရမယ့်လူတွေရဲ့မှတ်ဉာဏ်တချို့ကိုဒဂင်စီပို့လိုက်ပြီးအကဲဖြတ်တာကိုကြည့်ဖို့ဒဂင်ရဲ့ဝါဒနာအရပြုလုပ်ထားတဲ့အယုတ်တွေကြားကိုခေါ်တွားခဲ့ပါတယ်။ သူတို့တွေကတေပြီးတွားတာတောင်ဘာကြောင့်အတန်းနဲ့လောင်ကြီးထရရတဲ့ဂိမ်းဆိုပြီးပြောရတာလဲဆိုတော့တေပြီးတဲ့သူတွေကသူတို့ကိုသူတို့တေပြီးတွားပြီဆိုတာကိုမတိကြသေးလို့ပါအဲ့ဒါကြောင့်သူတို့ကိုသူတို့အတက်ရှိသေးတယ်ထင်ပြီး၆ဆဲကြောင့်သူတို့ရဲ့အတက်ကိုကာကွယ်ရတဲ့အချိန်ထွက်ပေါ်လာတဲ့တကယ်နဲ့နဲ့အမှန်ကန်တဲ့ကောင်းစီဆိုးစိတ်ကိုခွဲခြားပြီးလူပြောင်ဝင်စားခွင့်ဒါမှမဟုတ်ဘမမရှိတဲ့ဟင်းလေးပြင်ကိုပို့ရမှာမလို့ဖြစ်တယ်လေများနဲ့ရောက်ဂိမ်းဆိုးခဲ့တာတွေစိတ်အပြောင်းလဲဖြစ်ခဲ့တာတွေကိုဒီမကူအဆအဆုံးကြည့်ခိုင်းခဲ့ပါတယ်ဒါကင်ကလူကြားဖြစ်သူထက်ကားရှိကနှစ်နာတူတူယူဆလိုက်ပြီးလူပြောင်ဝင်စားခွင့်ပေးလိုက်တယ်လို့ပြောလာတော့ဒီမကမာဂျီကိုကနောက်တစ်ယောက်နဲ့ဖောက်ပြန်နေတယ်ဆိုတာက တေချာလို့လားတခါမှပြီးနောင်တော့ရနေခဲ့တာမဖြစ်နိုင်ဘူးလားဘာလို့လဲဆိုတော့ဒီတိုင်းခံစားမိလို့ပါမာရှီကိုကတစ်ချိန်လုံးပေးဝင်နေပြီးဖိုက်ထဲကကလေးကထခါရှိရဲ့ကလေးဖြစ်မယ်လို့ထင်တယ်မာရှီကိုကတူကိုရင်ထခါရှိရဲ့ကလေးမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့မာရှီကိုကအရန်ဝမ်းနေရင်ပြောနေခဲ့တာလိန်နေတယ်လို့ထင်တယ်ဘာတို့ကလိန်နာလဲဆိုတော့ထခါရှိကိုကယ်ဖို့တူကလေးကိုအတုံးချထွားတာကိုလန်နဲ့ကိုကလေးကိုပြန်တမ်းပြီးတဲ့စိတ်တန်ရာကိုနည်းနည်းလောက်ဖြစ်ဖြစ်အသက်ဆေးဖို့အထင်တွဲခံရတဲ့ဆိုရင်တောင်မှတူပြောခဲ့တာရိအကုန်လုံးကဟန်ဆောင်ပြီးပြောခဲ့တာဖြစ်လိမ့်မယ်စိတ်ထဲထင်ရာပြောရရင်သူတို့တကယ်ခွဲရတော့မယ်ဆိုတာတိလိုက်ရတဲ့အချိန်တူရဲ့ရှိတဲ့ခံစားချက်ကိုတန်ဖိုး ထားကျင်ခဲ့တာထင်တယ်ဒီလိုရှိတာတွေဘာရိညာတွေကိုတော့တကင်ကမခံစားတတ်ပါဘူးအဲဒါကြောင့်တူကဲဖြတ်တာမာတော်ပြီဖြစ်နေလို့နူနာကိုပြောတော့နူနာကနောက်တခါကကောင်းကူဆိုင်ဖို့မာတော်ပြီတကင်နဲ့တူမကိုထားတော့ခဲ့ပါတယ်နောက်ထပ်အကဲပြက်ခံရမယ့်သူနှစ်ယောက်ထဲကကောင်းလေးဟာတူရဲ့နာမည်နဲ့ចောင်းကပြန်ဘတ်စကာစီပြန်လာတာကိုပဲမှတ်မိပြီးဂျင်နာဘာကူမှမမှန်မိတော့ပါဘူးကောင်းမလေးကတော့နာမည်ရောတူရဲ့အကြောင်းအရာအလုံးကိုဘာဆိုဘာမှမမှန်မိပါဘူးတကင်ကအရင်လူတုံးကလူပဲအတက်နဲ့ယင်ရမယ့်ဂိင်းအကြောင်းပြောပြလိုက်ပြီးဂိင်းကိုရွေးဖို့ခလုတ်ကိုနှိမ့်ရမယ်လို့ပြောတယ်အဲဒါကြောင့်ကောင်းလေးနဲ့ကောင်းမလေးလည်းအတက်ကိုယင်ရမယ်ဂိင်းလို့ပြောနေတာကြောင့်မဆုတ်ပဲထွက်သွားဖို့လုပ်ကြ ပါတယ်ဒါပေမဲ့ဘလို့မှထွက်လို့မရတာကြောင့်ဒကင်စီပြန်လာပြီးဂိမ်းဆော့ဘုတ်ကိုလက်ခံလိုက်တော့တယ်သူတို့အခုဆော့ရမယ့်ဂိမ်းကဘောလင်ဆိုတဲ့ဂိမ်းပါဂိမ်းစီကန်ကတော့ဒီချိန်မှာဘောလုံးတစ်လုံးပဲလင့်ခွင့်ရှိပြီးဂိမ်းမပြီးမရှင်းဆက်တိုက်ဆော့ရမှာပဲဖြစ်တယ်အများဆုံးလဲနိုင်တဲ့ဒုကအနိုင်ရမှာပါသုံးရမယ့်ဘောလုံးတွေထဲမှာတော့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်လုံးရဲ့နှလုံးကိုထည့်ထားပါတယ်ကောင်လေးရဲ့နှလုံးထည့်ထားတဲ့ဘောလုံးကိုကောင်မလေးကလင့်ရမှာဖြစ်ပြီးကောင်မလေးရဲ့နှလုံးထည့်ထားတဲ့ဘောလုံးကိုတော့ကောင်လေးကလင့်ရမှာပဲဖြစ်တယ်ရှီဂရူကလင်းဖို့ဘောလုံးကိုကင်လိုက်တော့နှလုံးကတကယ်ကြီးလှူရှားနေတာကိုတွေ့လိုက်ရတဲ့အခါတော်တော်လေးကိုလန့်သွားရပါတယ်နောက်တစ်ခါပြစ်ဖို့ကင်လိုက်ပြီးဒါကတူမရဲ့နှလုံးလားအရန်တွေထွေးနေတာပဲကွာ နောက်တော့လိမ့်လိုက်ပါတယ်ကောမလေးလည်းရောက်လာလို့လိမ့်လိုက်ပြီးနောက်ရှီဂရူကနည်းနည်းပါးပါသူ့ရဲ့အကြောင်းလေးကိုမှတ်မိကားစားပြူလာပါပြီဒီလိုပဲတယောက်နဲ့တယောက်အားပေးပြီးကိုလိမ့်သူလေးလှုပ်ရင်ကရှီဂရူကကောမလေးကိုဒီလိုပြောလာပါတယ်ဒီလိုချိန်မှာမေးရတာတောင်းပန်ပါတယ်အလောင်းစားလို့ကြမလားကျွန်တော်ဒီဂိမ်းကိုနိုင်ခဲ့ရင်မင်းနဲ့ဒိတ်လို့ရမလားအဲ့လိုကြီးမေးလာတော့ကောမလေးလည်းဘော်တုံလိမ့်ဖို့လှုပ်ရင်ဒီလိုတွေတွေးနေခဲ့ပါပြီတန်တွားတာပဲရင်တွေတအားခုန်နေတယ်သူတည်းအတူတူပဲရင်ခုန်နေတာဘာကြောင့်မှမတည်ဘူးငါကပါချက်လာတယ်ဒါပေမဲ့ဒီရင်ဤတဲ့ခံစားချက်ကဘာပါလဲပြီးတော့အယံပျော်နေတယ်အဲ့လိုတွေးပြီးလိမ့်လာရင်သူရဲ့မျက်ညံတချို့ကိုမှတ်မိတွားခဲ့ပါတယ်သူမရဲ့နာမည်ကရှီစာတို့ဖြစ်ပြီး ီရှီဂရူရဲ့မင်းဆိုတဲ့အတွေ့ရဲ့သူနဲ့ပေါင်းတွန်းရောက်တာငငယ်ကပန်းဆိုင်မှာတူတူဆုတ်ခဲ့တဲ့အတူပါတနေ့မှရှီစာတို့ကသူ့အိမ်ကိုပြန်သွားခဲ့လို့ဝေးခဲ့ရပြီးမင်းဆိုတဲ့အတူနဲ့ရှီဂရူနဲ့ပဲကြံနေခဲ့ပါတယ်ရှီစာတို့ကလည်းမျက်မိသွားလို့နှစ်ယောက်လုံးအယံပြုတ်သွားခဲ့ရပါတယ်ရှီစာတို့ကတမင်အရှုံးပေးပြီးရှီဂရူတောင်းဆိုထားတဲ့သိလုခွင့်ကိုလက်ခံမှဖြစ်လို့ရှီဂရူကဖီတတက်နဲ့ဘောလုံးကိုလိမ့်လိုက်တော့နှောက်မညံ့တွေပြန်ရသွားခဲ့တယ်သူကဘိုလင်းကစားရုံမှာကောင်းမလေးချောချောတယောက်အတွက်အလုလာလုခဲ့ပြီးအဲကောင်းမလေးကရှီစာတို့ပဲဖြစ်ပါတယ်နောက်တော့အဲကောင်းမလေးအကြောင်းကိုတူတူငယ်ချင်းတွေကတူ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 နဲ့ပြောပြတော့ရှီဂရူလက်လန့်သွားခဲ့ရတယ်သူခွင့်ရနေတဲ့ကောင်းမလေးနဲ့ဖက်စကားတူတူ စီပြီးစကားတော်ပြောပို့လုပ်နေချင်းအဲ့မှာပဲကားအက်ဆီဒန့်ဖြစ်နှစ်ယောက်လုံးတိတွားခဲ့ရတာပါဒီမညံတွေပြန်ရတော့တော့ရှီကာရူဇောရွှေတွေထွက်လာရပါပြီချီဆာတို့နောက်ဆုံးလေးလိုက်ပြီးနောက်တူမရဲ့မညံအပြည့်စုံကိုမှတ်မိတွားခဲ့ပါပြီသူကချီဆာတို့မဟုတ်ပဲသူ့ကိုယ်သူအထင်မှားနေခဲ့ပြီးချီဆာတို့ထွက်သွားပြီးနောက်ရှီကာရူနဲ့ကြံနေခဲ့တဲ့မင်းဆိုတဲ့သူပဲဖြစ်တယ်မင်းကငငယ်တဲ့ကရှီကာရူကိုကြိတ်ကြိုက်နေတဲ့သူဟာဒါပေမဲ့ရှီကာရူနဲ့ကစကားပြောဖို့ခက်ခဲလို့သူ့ရဲ့ရုပ်ကိုကြောင်ပြီးတော့ခွဲစိတ်ပြုပြင်ခဲ့တာဖြစ်တယ်ဒီကြောင့်ကိုရှီကာရူရဲ့တငယ်ချင်းတွေကအကုန်ပြောပြထားလို့ရှီကာရူကလည်းတိပြီးတွားပါပြီဒါပေမဲ့လည်းရှီကာရူကဒိတ်ဖို့တောင်းဆိုထားတာကိုဖျက်မပြစ်လိုက်ပဲတိတ်ပြီးဖို့ကိုပဲပြောနေခဲ့ပါတ ယ်အဲစကားကိုကြားလိုက်ရတဲ့မင်းလဲတော်တော်လေးကိုပြောရှင်တွားခဲ့ရတယ်သူတို့နှစ်ယောက်နောက်ဆုံးပြောပြောရှင်းရှင်းသိပြီးတခင်ကသူတို့နှစ်ယောက်နဲ့ထိုက်တန်တဲ့လူပြောင်းဝင်စားဖို့ကိုရွေးချယ်ပို့လိုက်ပါတော့တယ်နောက်ထပ်ရောက်လာတဲ့သူနှစ်ယောက်ကိုလည်းခင်အချောင်းတွေကိုပြောပြတော့ခါတိုင်းလူတွေလိုပဲမစော့ဖို့ငြိမ်ရင်ထွက်ပေါက်ကိုတွားချကြတယ်ထွက်ပေါက်မတွေ့တာကြောင့်တခင်စီမတွားခဲ့မင်းကလေးကမန်းချောင်းကိုအိမ်သာတဲ့ခေါ်တွားပြီးသူကတီဗီချိုးကနာမည်ကြီးတယောက်ဆောင်ထာရှိဘာနာမီစာကီဖြစ်ကြောင်းပြောပြတယ်ပြီးတော့နေရာတွေရောက်လာတာကြောင့်ကင်မရာတွေဖွက်ပြီးရိုက်တဲ့တီဗီချိုးတွေပေါ်လာတဲ့အတွက်သူတို့ခုရောက်နေတဲ့နေရာကအတူကိုကိုရိုက်ဖို့တက်တဲ့ရိုက်တာကအစီအစဉ်ဆွဲထားတယ်လို့ပေါ့အဲဒါကြောင့်မတိကျအောင်ဆောင်ပေးဖို့ပြောပြီးသူနေ ဲ့ပူးပေါင်းပေးဖို့ပြောတယ်တတော်ကူဆိုးရမဲ့ဂိန်းကပထမဆုံးနှစ်ပွဲနိုင်တဲ့သူကအနိုင်ရမှာပဲဖြစ်တယ်ပထမတစ်ခေါက်အနေနဲ့မီဆာကီကယူဆူကီကိုဘာမှမသိဘူးလို့ကစားပေးပြီးသူ့ကိုအနိုင်ပေးဖို့ပြောတယ်ပထမတစ်ပွဲမှာတော့ဂိန်းဆိုးတဲ့နေရာမှာအားတာတဲ့ယူဆူကီကအနိုင်ရသွားခဲ့တယ်ပထမတစ်ပွဲအရှုံးသွားတော့မီဆာကီကသူ့ရဲ့မျက်ညံတစ်ချို့ရသွားပါပြီဂိန်းစိတ်မှာပဲဘဲတွေဝင်နေတွေ့ဧဘဲနဲ့အင်တာနက်မှာဖြစ်ရှင်တိုင်းဖြစ်ပြီးဖကြီးတွားလို့မင်္ဂလာဆောင်ကလေးတွေများလာတော့ဧဘဲကသူ့ကိုရိုက်နဲ့ဆွန့်ခွာတွားတော့နောက်ထပ်အားကိုတယောက်ပြန်ရှာအဲ့တယောက်ကလည်းအလားတူပဲစားပြီးနားမလဲပြန်လုတွားခဲ့ပါတယ်နောက်ထပ်တစ်ပွဲကိုတော့မီဆာကီကသူ့ကိုအနိုင်ပေးဖို့ပြောတယ်ယူဆူကီကဆက်စ ခြင်းမှာအလျှော့ပေးထားပြီးမဲ့တွင်နေနဲ့ပဲကြံတော့တဲ့အချိန်မှာအဒီပေါက်ကြီးပြန်ဆော့လာလို့မီဆာကီကသူ့ချုံတော့မကိုလန့်တွားရပါတယ်။အဲ့ချိန်မှာတာဂင်ကအခဲဖြတ်ကရိယာကိုတုံးပြီးယူဆူကီရဲ့ဂိမ်းလက်ကင်ဘူးကိုလွင့်ထွက်တော့အောင်လုပ်လိုက်တယ်။အဲ့ဒါကြောင့်ယူဆူကီချုံတွားရပြီးသူ့ရဲ့မျက်ညံတချို့ရလာပါတယ်။ယူဆူကီရဲ့အမေကသူ့ပုံမမကောင်းအဖေဖြစ်သူနဲ့စကားများကွာရှင်းနောက်တော့သူ့အဖေကနောက်မိမတယောက်ကောက်ယူခဲ့ပြီးမိတွင်နဲ့နေခဲ့ရပါတယ်။မီဆာကီကချုံကအနေနဲ့ပဲလူတွားတာကြောင့်အင်တာလေးပြန်ခေါ်တွားပြီးဘာလို့ပြောတဲ့အတိုင်းမဆိုးရတာလဲလို့ပြောတယ်။ယူဆူကီကလည်းအဲ့လိုပုံတုံးကြီးအရှုံးပေးလိုက်ရင်တဘွားမကြမှာဆိုးလို့ပါလို့ပြောလာတော့မီဆာကီကဒီန များကချိုးဝဲဖြစ်တာကြောင့်သူ့ကိုပဲအနိုင်ပေးဖို့ပြောတယ်။ယူဆူကီကသူဒီကိုမရောက်ခင်အိမ်မှာခင်းစော့နေခဲ့တာကြောင့်ဒီနေရာကချိုးဝဲမဖြစ်နိုင်ဘူးလို့ပြန်ပြောတယ်။အဲဒါကြောင့်ဒါဂင်ကိုတွားမိကြတော့ချိုးဝဲမဟုတ်ဘူးဆိုတာကိုတီလိုက်ရပြီးသူတို့ချုံသွားရင်တင်မယ်လို့ထင်သွားကြပါတယ်။အဲဒါကြောင့်ဂင်ကိုအတီးပေါ့ဆော့ကြပါတော့တယ်။ဒါပေမဲ့ဂင်ဆိုးတဲ့နေရာမှာအာနေတဲ့မီဆာကီကချုံတော့မဲ့အချိန်မှာဒါဂင်ကနောက်ထပ်အကဲဖြဲကိရိယာကိုအတုံးပြလိုက်တယ်။မီဆာကီရဲ့ control လက်ကင်ဘူးကကျွတ်သွားတဲ့အတွက်မျက်နှာနဲ့ဂင်စကရင်ကိုဆောင်းချလိုက်တော့ယူဆူကီတရေမိတွားခဲ့တယ်။နောက်မှတူမားတွားပါရောလားဆိုပြီးဒါဂင်ကိုဆရာဝန်ခေါ်ပေးဖို့ပြောတယ်။ဒါပေမဲ့လည်းဒါဂင်ကတော့ဂင်ကိုပဲဆက်ကစားခိုင်းနေပ ပါတယ်။အားကြောင့်မီဆာကီလည်းဂိမ်းကိုဆက်ကစားနေရင်မျက်ညံပြန်ရသွားတဲ့ယူဆူကီကပြန်နိုးလာပြီးဂိမ်းကိုပြန်ထိုင်ဆော့တယ်။ယူဆူကီရဲ့မိတွေကတူမေအရင်လိုမဟုတ်ပဲကောင်းပေးပါတယ်။ဒါပေမဲ့လည်းယူဆူကီကတော့အမေရင်တောင်တူဖို့မကောင်းတာမိတွေဆိုဝေဒါဝေးဒီဆိုပြီးအမေဆိုတဲ့စကားတခွန်းတောင်မခေါ်ပဲခက်ရှိရှိနေခဲ့ကတနေ့မှဆင်းရင်းလို့အိမ်ပေါ်ကနေကိုဟာကိုခုန်ရှာတက်တည်ခဲ့တာပါ။နောက်ဆုံးဂိမ်းခွဲမှာတော့နှစ်ယောက်လုံးတရေကျသွားခဲ့ပါတယ်။အဒီနောက်မီဆာကီလည်းသူ့ရဲ့မျက်ညံကိုပြန်မျက်မိသွားခဲ့တယ်။မီဆာကီရဲ့မန်နေဂျာကတူကိုမမေးမမြန်းပဲအချင်းစရာပြောင်းရကောင်းလားဆိုပြီးအရင်ရိုက်ရှာလိုက်တော့မန်နေဂျာကလည်းမတိခန့်နိုင်တော့လို့သူ့ကိုတက်ပစ်လိုက်တဲ့အတွက် တီတွားခဲ့ရတာပဲဖြစ်တယ်။မီဆာကီကခက်ခဲကြမ်းတမ်းတဲ့ဘဝကနေပြီးသူ့ဘဝကအောင်မြင်ကာစပြုလာတဲ့အချိန်တသားမိမိတွေနဲ့ပျော်ရွှင်နေလို့ရကမှတီတွားရကယူဆူကီကလည်းသူ့ဘောတကယ်ကောင်းတဲ့အမိတွေပေါ့အမေလို့တလုံးတော်မခေါ်နိုင်ပဲကိုဟာကိုတက်တည်ခဲ့တာကိုနောင်နာတွေတပုံးနဲ့ငွေကြွေးကြပါတယ်။တကယ်ကလည်းနေသိပေးသူတို့နဲ့ထိုက်တန်တဲ့နေရာစီပို့ပေးလိုက်ပါတယ်။ယူဆူကီကတော့လူပြန်ဝင်စားခွင့်ရတော့ပြီးမီဆာကီကတော့ဘာမှမရှိတဲ့ဟင်းလင်းပြင်ကိုပို့ခံလိုက်ရပါတယ်။သူမအဲ့ဒီတုန်းမှချဘူဆိုးတဲ့ပုံပြင်စားအုပ်ထဲကကောင်လေးနဲ့ကောင်းမလေးနှစ်ယောက်အကြောင်းကိုထူးဆန်းစွာနဲ့အိမ်မက်မက်ခဲ့တယ်။နူလာဘီတိုက်ကင်စီလာတော့သူ့အိမ်မက်ထဲက ကောင်းမလေးရုပ်ပုံကားချက်ကိုရှိနေတာကိုတွေ့လိုက်ရတယ်။သူမလည်းအံ့ဩသွားတော့အဲ့ဒါဘာလဲလို့မေးလိုက်တဲ့အခါတကင်ကသူလည်းမတည်ကြောင်းလူနာကပြောင်းခိုင်းလို့ဆိုတာကိုပြောပြတယ်။ခဏနေတော့အကဲပြဲခံရမယ့်တွေရောက်လာကြတော့မယ်ဆိုတဲ့အမှန်ကန်တကင်စီရောက်လာပါတယ်။ဒါပေမဲ့ဒီအကဲပြဲခံရမယ့်တွေကခါတိုင်းလူတွေနဲ့သူမနေပဲထူးဆန်းနေတာကိုခံစားလိုက်ရတယ်။မကြခင်မှာပဲကလေးတစ်ယောက်နဲ့လူကြီးတစ်ယောက်ရောက်လာကြပါတယ်။အဲ့ဒီလူကြီးကဒီနေရာကိုရောက်ဖူးတဲ့ခံစားနေရကြောင်းပြောလာပြီးတကင်ရဲ့ဘီယာအရာတာကိုခံစားလိုက်ရတဲ့အခါဒီနေရာကဘာလုပ်တဲ့နေရာဆိုတာကိုအဲ့လူကြီးကအလုံးမမိတွားပါတယ်။နောက်ပြီးဘီနာကကလေးကိုသူ့နဲ့ထောက်သူ့ကိုလှုပ်ပေးဖို့ပြောတယ်။တစ်ဖက်မှာတော့လူန ာကအော့ကလန်နဲ့ဘီလီယက်ထိုးနေကြရဲ့နူနာအကဲဖြတ်သူလှုပ်လာတဲ့ရှစ်ဆန်းတဲ့တက်တန်းတစ်ချောင်းမှာ9869ချိန်လောက်ဆော့ခဲ့ပေမဲ့အကူလက်စ်ကတဝင်းမမနိုင်နေလို့အနိုင်ပေးဖို့နူနာကိုပြောနေခဲ့တယ်။ဒါပေမဲ့လည်းနူနာကတော့9980ပွဲစဉ်ကိုအနိုင်ယူလိုက်နိုင်ပါတယ်။သူနဲ့ထောက်ထားတဲ့လူကြီးကိုဒါကင်ကတူရဲ့ပင့်ကူမြင့်အစွမ်းနဲ့နေရာမှာကတ်တွားအောင်ထိန်းထားရင်အဲ့လူကြီးလည်းမေ့လေတွားခဲ့တယ်။ကလေးကိုအစဉ်ပြေးလာတွားလို့တဲ့ဒူမကအဲ့ကလေးကြောင့်မေ့လေတွားခဲ့ရတယ်။ကလေးကိုတဲ့ဒါကင်ကပင့်ကူမြင့်နဲ့ဖမ်းချုပ်ထားလိုက်တော့ကလေးကလည်းအကဲဖြတ်သူတွေတကတယောက်ဖြစ်တဲ့ဂင်ဒီအဖြစ်ပြောင်းလဲတွားခဲ့ပြီးအကဲဖြတ်လို့မရတဲ့ဒူဆိုတာအဲ့တယောက်လားဘာလို့ ုမရတာလေလို့မေးတော့တကင်ကလည်းဒီမဒီကိုရောက်လာတော့ကတေးတာကိုမှတ်မိနေခဲ့တယ်။ဒါကြောင့်ဂင်းကစားဖို့ကိုပြောလို့မရခဲ့ဘူး။အဲဒါကြောင့်ပဲမညံတွေကိုဖျက်ထားပြီးအကဲဖျက်ဖို့အချိန်ဆွဲထားတယ်။လူဘဝလုံးကမညံတွေကိုလည်းအခုထိမရသေးပါဘူး။ဒီမကအခုအကဲဖျက်တာတွေကိုကူညီပေးနေတယ်။ဂင်းဒီကလည်းလူသားတရားကိုအကဲဖျက်ခွင့်ပေးထားတာယူများယူနေတာလားလို့တကင်ကိုပြောပြီးသူတို့နှစ်ယောက်တိုက်ခိုက်ကြတော့တယ်။ခဏနေတော့နိုနာရောက်လာပြီးဂင်းဒီကိုတီထဲလိုက်ကဘယ်သူကတလောက်ထိလုပ်ဖို့ပြောလို့လဲ။တီကျင်တယ်လို့ပြောလို့ခွင့်ပြုမယ်ခွင့်ပြုတာကိုနိုနာကဘာလို့ရောက်လာတာလဲဆိုတော့ခဏတုန်းကကွင်းရဲ့မညံစစ်ဆေးမှုကိုတကင်ကိုဆန်းတဲ့သားဖြစ်ကြောင်းလာပြောတာပါ။ကလေးရဲ့ ဲ့မညံကတကင်စီရောက်မလာပေမဲ့လူကြီးရဲ့မညံကထူးဆန်းနေတာကိုအာရုံရောက်သွားပြီးမညံတစ်ခုလုံးမရောက်ရင်ချက်ချင်းရက်တန်းရမှာကိုတကင်ကမိသွားခဲ့ပါတယ်။အဲဒါကြောင့်နောက်တစ်ခါဆိုပူသတိထားဖို့မှာပြီးအကဲပြက်ခံဖို့ရောက်လာတဲ့လူကြီးကဝေဝါမညံထည့်ထားတဲ့အယုတ်ပါလို့ပြောကနူနာကထွက်သွားခဲ့တယ်။ဂင်တီကဘာလို့ရောက်လာတာလဲဆိုတော့တကင်ကတရက်နားမှာဖြစ်လို့အစာထိုးအကဲပြက်ဖို့ရောက်လာတာပါ။သူမမိလဲတွားပြီးနောက်အရင်တစ်ခေါက်ကမှတ်ခဲ့တဲ့အိမ်မက်ရဲ့အဆက်ကိုမှတ်ခဲ့ပြီးနိုးလာပါတယ်။အကဲပြက်ခံရမယ့်သူတွေနောက်ထပ်ရောက်လာကြပါပြီ။ ကောင်းလေးကနာမည်ကြီးအကမင်တာဟာရာတာဖြစ်နေပြီးကောင်းမလေးကတော့သူ့ရဲ့ big fan ဖြစ်နေလို့မာယူလို့ခေါ်တဲ့ကောင်းမလေးကအယောက်နေကိုပြောနေရပါတယ်တတော်ကူဆိုရမယ့် gain ကကြောင်ကားခလုတ်နေလိုက်လို့လက်ဘင်ကခိုင်းတဲ့အတိုင်းလိုက်နာရမှာပါညာလက်နဲ့အနီရောင်ကိုထိဆိုဧတိုင်းထိရမှာဖြစ်ပြီးတကယ်လို့ကိုယ့်ရဲ့ကာယဖြစ်လဲကြတွားရင်တော့ခြုံတွားမှာပဲဖြစ်တယ် gain ပွဲစဉ်ကတော့အစတင်ပါပြီသူ့လဲကိုယ်လဲလှုပ်ရဲမာယူကဟာရာတာကိုတက်ပုံရိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းမာယူကတော့သူ့အရှိကလူကသူ့အိုင်တော်ဖြစ်နေလို့ဂျင်းနဲ့နေတော့တယ်ဟာရာတာတွေးနေတာကချစ်ဆက်ကောင်းတဲ့ကောင်းမလေးနဲ့ပဲကစားချင်တာကိုတတော်ဟူးကြောင်ကြောင်နိုင်တဲ့မင်းကလေးနဲ့ကစားနေရပါလားမြန်မြန်ကစားရမယ် ်ဒီစာနဲ့တွေ့ကျင်လာပြီးအကမင်နာလီဟရတာပြက်လိုက်တဲ့အကွက်တွေကိုမာယူကတော့မတရားရေးကျွေစင်းနေခဲ့ပြီးသူ့အနာကတ်ရှင်လာပြီးကိုနဲ့လေးကမွေးနေတာပဲမဆောက်နိုင်တော့ဘူးကစားရဲနဲ့အရန်မောလာပြီးအပေါ်စွန့်ကျင်လာလို့ခဏအနာပေးလို့မရဘူးလားလို့ဂင်ဒီကိုမေးတော့ဂင်ဒီကတော့အနာမပေးတဲ့အပြင်မင်းတို့ကိုနေဟန်တာပြက်သွားရင်ခြုံတော့မှာဖြစ်လို့တရားမှာဖြစ်တဲ့အတွက်အနာယူခင်မပေးနိုင်ဘူးလို့ပြောကဒီထက်ကျန်းတဲ့ကစားနည်းနဲ့ကစားရအောင်အဆင်မြင်ပေးလိုက်တယ်သူတို့ဖိရှားလိုက်တဲ့အရာတွေကတကယ်ဖြစ်လာနေလို့အယောင်တွေကိုအခက်တွေ့နေကြပါပြီအပူပြီးတော့လီတိုက်တဲ့နေရာကိုထိလိုက်တော့အဲ့မှာဆောက်တွေ့တာပဲ thank you နောက်တစ်ခါကျအေးလွန်းလို့လုံးမရအောင်ခဲတွားရပါတယ်ဒီလိုခက်ခဲနေတဲ့အချိန်မှာတောင်မာယူကထိုင်တန်နဲ့ကားတွေကလို့ရိုးစစန်းနဲ့တည်ကျင်းနေပါသေးတယ်ရေခဲတွေကြောင့်လှုပ်ရှားလို့မရတဲ့ဂျာတွေကလည်းဟာဝါဒါကလှုပ်ရှားလိုက်နိုင်တာကြောင့်အဆင်ပြေသွားခဲ့ပါတယ်ဒီတစ်ခေါက်ကတော့သူတို့ထောက်ထားတဲ့နေရာကလွှဲရင်အကုန်လုံးအောက်ပြုတ်ကျသွားတာကြောင့်သူတို့အချင်းချင်းတွန်းရှားတော့မှဒီပွဲကိုအနိုင်ရမှာဖြစ်တယ်ဟာဝါဒါကမာယူကိုတွန်းရှားဖို့ကြံနေပေမဲ့မာယူကတော့အဲ့လိုမဟုတ်ခဲ့ပါဘူးသူရဲ့အိုင်တော့ကိုအရင်ကြိုက်လွန်းလို့သူပဲခုံချပါမယ်လို့ပြောတယ်ဒီလိုပြောလာတော့ဟာဝါဒါကသူ့ရဲ့ပရိတ်သတ်အပေါ်စာပြင်းနားမလည်လို့ခဲ့ပြီးသူကြောင့်ကိုကကိုတက်တေသွားတဲ့ကောင်းမလေးအကြောင်းတွေးမိသွားကနောက်ထပ် ူကြောင့်2 break ရဲ့တယောက်မှမတီးစီရဘူးလို့ဆိုပြီးအတွေးဝင်သွားခဲ့ပါတယ်။မာယူကလည်းတကယ်ကြီးခုန်ချလိုက်တော့ဟာဝါဒါကဖမ်းပေမဲ့မရခဲ့ပါဘူး။အဲ့ဒီမှာဟာဝါဒါကဘလို့တီးသွားခဲ့လဲဆိုတဲ့မှတ်ဉာဏ်ရထွားခဲ့တယ်။စာပြီးနားမလဲလို့တဲ့ဟာဝါဒါကိုကလဲစားချေဖို့လီစာကအရှင်ကိုက်ဘုံနဲ့တက်တာကိုခံခဲ့ရတာပါ။မာယူကတော့ဟာဝါဒါအကြောင်းတွေးရင်ရီတွားရှို့ဖို့လို့တော့ဆက်ပြတန်နေမိသွားပြီးချီချော်ခေါင်းနဲ့ကြမ်းပင်ရိုက်လို့တီးသွားခဲ့ရတာပဲဖြစ်တယ်။အကယ်ဖြစ်တူတွေဟာအကယ်ဖြစ်တာကိုရတန်လို့မရပါဘူး။သူတို့ကအဲ့ဒီအတွက်ရှင်တန်နေရတာကြောင့်ပါ။ အကယ်ဖြတ်သူတွေဟာတည်ခြင်းကိုမတွေ့ကြုံဘူးပါဘူး။မဟုတ်ရင်လူတွေနဲ့နီးကပ်တော့မှဆိုလို့ဖြစ်တယ်။အကယ်ဖြတ်သူတွေမှာခံစားချက်ဆိုတာမရှိဘာလို့ဆိုသူတို့ကအယုတ်တွေဖြစ်နေလို့ပါ။ဒီမှာကအဲ့ရနိုးလာတော့အရက်ဆောက်တွေကြာကတခြားဆောက်ကိုဖွင့်ကြည့်လိုက်တဲ့အခါဒီမှာအိမ်မက်ထဲကအကြောင်းအရာနဲ့ဆင်တူတဲ့ဆောက်ဖြစ်နေလို့အံ့ဩတွားခဲ့ရပါတယ်။အဲ့ဒါကြောင့်တကင်ကိုဒါဘဒုဆောက်လဲလို့တွားမိတယ်။တကင်ကလည်းကွင်းမိချန်ခဲ့တဲ့ဆောက်ဖြစ်နိုင်တယ်လို့ဆိုတယ်။ကွင်းဆိုတဲ့သူကအရင်ကဒီမှာအကယ်ဖြတ်တဲ့သူပါ။သူကအခုတည်တဲ့သူတွေရဲ့မျက်ညံတွေကိုဝေဝါအောင်လုပ်ရတဲ့အနေအထားကိုပြောင်းသွားပါပြီ။လူတွေကတနားရီကိုအယောက်9000လောက်တမိနစ်ကို17ရောက်တစ်စက္ကန့်ကို2ရောက်9နဲ့တီနေတယ် ာကြောင့်မြန်မြန်လုပ်နေရတော့တော်တော်ခက်တဲ့အလုပ်ပဲဖြစ်ပါတယ်။အကဲဖြတ်ခံရတဲ့ဒူတွေထဲကဘာမှမရှိတဲ့နေရာကိုအပိုးခံလိုက်ရတဲ့ဒူတွေကအယုတ်တွေဖြစ်သွားတာပါ။ပုံမှန်အားဖြင့်အေးအယုတ်တွေကိုဆွန့်ပစ်ကြပေမဲ့တကယ်ကတော့ဘောမှာနေထိုင်ခဲ့တဲ့ဒူတွေကိုအဲ့လိုမရှိသလိုလုပ်ပစ်တာမျိုးမဖြစ်စေချင်လို့တင်ထားလေးရှိပါတယ်။ကွင်းနဲ့နူနာကအရက်တောက်ရင်အကဲဖြတ်တဲ့ဒူတွေကမတည်ဘူးပေမဲ့တည်ခဲ့ဘူးတဲ့လူသားတွေကိုအကဲဖြတ်နေရလို့လူသားခံစားချက်ရှိတဲ့အကဲဖြတ်တွေကိုမြင်မှုကျင်တယ်လို့ပြောနေခဲ့ပါတယ်။နူနာနဲ့ကွင်းကတကယ်ကိုလူခံစားချက်တဲ့အကဲဖြတ်တွေဖြစ်လာဖို့မျှော်လင့်ထားကြတာပါ။နောက်ထပ်အကဲဖြတ်ခံရမယ့်ဒူတွေရောက်လာကြတာမို့မညံတချို့တကင်စီရောက်လာပါ ါတယ်အခုရောက်လာမဲ့သူကလူသက်သမားဖြစ်နေလို့တကင်ကအတွေ့အကြုံတိတ်မရှိသေးတဲ့အတွက်နူနာကိုလူစားလဲပေးဖို့ပြောတယ်ဒါပေမဲ့လည်းနူနာကတော့အဆင်ပြေမှာပါလို့ပဲပြောပြီးတကင်ကိုပဲအကဲဖြတ်ခိုင်းပါတယ်အကဲဖြတ်ခံရမဲ့သူတွေရောက်လာကြတဲ့အခါဘာမှမမိလဲလို့မေးလိုက်တယ်ဒါပေမဲ့လည်းနှစ်ယောက်လုံးကတနေရာကိုတွားနေတယ်ဆိုတာကိုပဲတီးရော်တယ်လို့ဖြေတယ်အဲ့ဒါကြောင့်ဂင်းချောင်းပြောလိုက်တော့ထွက်သွားဖို့ထွက်ပါကိုလူခွဲရှာကြတော့တယ်ရှီမာတာကအတူအိတ်ထဲကနေတွေးတွေပင်နေတဲ့ဓာတ်ကိုတွေးလိုက်တော့တော်တော်လန့်သွားရပါတယ်နှစ်ယောက်လုံးထွက်ပါကိုရှာမတွေ့တော့တာကြောင့်တကင်စီလာပြီးဂိမ်းမစွရင်ဘာဖြစ်မှာလဲလို့မေးတော့လူတွေတွေလို့ထင်မှားစေတဲ့အယုတ်တွေကိုပြလိုက်တော့တယ်အဲ့ဒါကြောင့်သူတို့နှစ်ယောက်လည်းလန့်သွားရ ြပြီးဆိုးရမှလားမဆိုးရဘူးလားကိုတိုင်ပင်ကြတယ်။ထဆူမီကစုံတော့ဖြစ်နေလို့တကင်းရဲ့အမူအရာဟာလေနေတဲ့အပြုတ်ကိုမပါဘူးလို့ပြောပြီးဆိုကြဖို့လုပ်တယ်။သူတို့ကဆိုးရမှကအဲဟော့ကီဆိုတဲ့ဂိမ်းမှာစီမင်ကဖက်ဒရယ်ကိုအတုံးပြုတ်ဖက်ကိုရိုက်တခြားကစားသမားရဲ့ဂိုးကိုဝင်အောင်လုပ်ရမှာပဲဖြစ်တယ်။တကူးကိုအမတ်တမတ်ရမှာဖြစ်ပြီးပထမဆုံးအမတ်၆မဲရတဲ့သူကအနိုင်ရရှိမှာပါ။ဒါပေမဲ့တာမန်ဖက်ဒရီနဲ့မတူဘဲဒီဖက်ဒရီပေါ်မှာကစားသမားနှစ်ယောက်ရဲ့ခန္ဓာကိုယ်ကအစီပိုင်းတွေရဲ့ပုံကိုရေးဆွဲထားပါတယ်။ကစားပွဲစားကြပြီးပထမဆုံးအနေနဲ့ရှီမာတာကဂိုးတွင်းခံလိုက်ရတယ်။အဲမှာတူရဲ့မညံတချို့ရသွားခဲ့တယ်။တူစီမာဆဲလ်ဆိုတဲ့ညီမလေးရှိခဲ့ပါတယ်။အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း င်းမှာအကိုကြီးအဖရဆိုသလိုရှီမာလာကတူညီမကိုကျွေးမွေးဆောက်ရှောက်ပေးခဲ့တာပါတူမကတော့ဒဂင်ကိုလူရဲရဲ့အမောင်စိတ်ကိုမမြန်ပြတာစေတဲ့အကဲဖြတ်တဲ့နေရာမှာတုံးတဲ့ခလုတ်ကိုမနှိပ်ဖို့ပြောနေပါတယ်ဒဂင်ကလည်းတူနေရှင်နေပေမဲ့ဟိုဒလောကတူမလွင်ပြစ်လိုက်လို့ပြက်စီတွားပြီဖြစ်ကြောင်းပြန်ပြောတယ်နောက်ထပ်တစ်ခေါက်မှာထာဆူမီကဂိုးတွင်းခံလိုက်ရတော့တူရဲ့ချစ်စင်နေယူမီဆိုတဲ့တူကအတက်ခံလိုက်ရလို့ကလေးစားရှိမယ်ဆိုပြီးတက်တွားတဲ့တူကိုပြန်တက်ဖို့လုံနေတဲ့ဆိုတာကိုမှတ်မိသွားခဲ့ပါတယ်ဒီလိုရေးကြီးတဲ့မညံ့ကိုဘာလို့များမိနေရတာလဲဆိုပြီးထာဆူမီကခုဟာကိုမိကုန်းတွေထုံနေရပါပြီဒီကစားပွဲပြီးရင်တူတာဝန်ရှိနေတဲ့အတွက်စိတ်လိုက်မှန်မှာဆိုလိုက်တော့ရှီမာတာဂိုးပြန်တွင်းခံလိုက်ရပါ ါတယ်အဲအားကြောင့်နောက်ထပ်မှတ်ဉာဏ်ပြန်ရသွားခဲ့တယ်သူအလုကပြန်ချင်းသူညီမရဲ့ပုံပြက်ပန်းပြက်အဖြစ်ပြက်ကိုတွေ့လိုက်ရပြီးသူညီမကစော်ကားမော်ကအပြုခံလိုက်ရတယ်ဆိုတာကိုပြန်မှတ်မိသွားတော့ရှီမာတာတော်တော်ဒေါသထွက်သွားရပြီးခလေစားရှိဖို့ကိုပဲခေါင်းနဲ့ရောက်နေပါပြီပုံမှန်ကစားဘက်ကအချိန်ပြည့်သွားပြီမို့အတွင်းခံလိုက်ရတဲ့မျက်လုံးပုံနဲ့ဖက်ဆိုမျက်လုံးနာကျင်ရမှာဖြစ်ပြီးနှလုံးပုံဖက်နဲ့အတွင်းခံရရင်တော့နှလုံးနာကျင်ရတော့မှာပါသာစုမီနဲ့ရှီမာတာတို့နှစ်ယောက်အပြန်အလှန်သူတို့ရဲ့စိုးဝါးတဲ့မျက်ဉာဏ်အကြောင်းပြောပြကြပြီးနေရုံလွတ်စားရှိမယ်ဆိုတဲ့ရည်မှတ်ချက်တူနေလို့စော်ကားထွားတဲ့သူကိုတက်ပြောင်တက်ဆန်းလို့တယောက်နဲ့တယောက်အားပေးနေကြပါတယ်နောက်ပြီးနေရုံလုံးအပြင်းထန်ဆော့က ြပါတော့တယ်နှလုံးပုံဖက်ကနေအတွင်းခံလိုက်ရတဲ့သူကအချိန်မှသာပါအရန်တွေနှလုံးနာကြည့်ရင်တူညီမကိုစော်ကားတွားတဲ့သူကိုဓာတ်နယ်ထိုးတဲ့ကလေးစားရှိခဲ့ပြီးပေမဲ့ဒီတန်းရက်ကြီးနေတဲ့လူတယောက်ရှိသေးချောင်းကိုမမိတွားခဲ့တယ်အဲ့ဒီရက်ကြီးနေတဲ့သူကလည်းကျင်ရပါကြောင့်သူ့ကိုတတ်ဖို့လူလေးတယ်ဆိုပြီးဆက်ကစားရင်ထပ်ဆူမီအတွင်းခံလိုက်ရပါတယ်သူလည်းသူ့မိမအတွက်ကလေးစားရှိပြီးခဲ့ပြီဆိုတာကိုမမိတွားတော့ဝန်တာတွားခဲ့ပြီးရှိမတာကိုဒီလိုပြောတယ်အစင်းနဲ့ဖြစ်ပြီလားမင်းကိုအားကိုမယ်ငါ့ကိုစေပြအောင်မလုပ်နဲ့ငါတို့ရဲ့ရည်ရွယ်ချက်တွေတူနေတယ်ဆိုတာသိလိုက်ရတော့ဝန်တာခဲ့တယ်ရအောင်ပြန်ရညီမလေးကိုစော်ကားတွားတဲ့အကောင့်တွေကိုလွတ်ပေးမလို့လားငါ့ကိုစသေးပြီးမင်းနဲ့စားရှိလို့ရမ မယ်ဆိုလုပ်လိုက်မညီမလေးတို့လည်းစားရှိလိုက်စမ်းပါဒီလိုပြောပြီးနောက်အကျိတ်နဲ့ပြန်ရအရင်ရှီမာတာအနိုင်ရရှိသွားခဲ့ပါတယ်အဲ့ဒီနောက်သူတို့ဘလိုပုံစံမျိုးနဲ့တည်သွားခဲ့လဲဆိုတာမှတ်မိသွားကြတယ်ရှီမာတာရဲ့ညီမအဆိုပါခံနေရချင်းဘေးကရက်ကြီးနေတဲ့သူကသာဆူမီဖြစ်နေခဲ့ပြီးသာဆူမီကိုတက်ပြလိုက်တဲ့သူကရှီမာတာပဲဖြစ်ပါတယ်သာဆူမီကဘာလို့ဘီနာကနေပြီးမကူညီပဲဒီတန်းရက်ကြီးနေတာလဲဆိုတော့သူကစုံတော့ဖြစ်တဲ့အတွက်ပြမှုတွေအများကြီးကျူးလွန်ထားတဲ့တရားခံကိုတိကျခိုင်တုံတဲ့တပ်တွေနဲ့စီရင်ချက်ရှာဖို့ပါအဲ့ဒါကြောင့်ရှီမာတာရဲ့ညီမကိုစတိခံအဖြစ်အတုံးချပြီးဒီတိုင်းဘေးကနေစောင့်ကြည့်နေခဲ့တာပဲဖြစ်တယ်ဒီအကြောင်းကိုသိလိုက်တဲ့ရှီမာတာကအယံတော်တော်ထွက်သွားပြီးသာဆူ မီကိုတီတော်မကြီးနောက်ထပ်တစ်ခေါက်တက်ရှင်နဲ့လှုပ်ပါတော့တယ်တကင်ကလည်းအကယ်ဖြတ်တူမှုရှီမာတာရဲ့တကယ်စိတ်ရင်းမှန်ကိုတီးဖို့လိုတဲ့အတွက်နောက်ထပ်တစ်ခါမတီးနိုင်တော့ပေမဲ့နာကျင်မှုကိုတော့ကောင်းကောင်းပြီးနိုင်တယ်ဆိုပြီးသာဆူမီရဲ့ကိုတွင်းအင်ကပါတဲ့ဖက်ပြားတွေကိုဓာတ်နဲ့ထိုးဖို့ပေးလိုက်တယ်အဲ့လိုပုံစံနဲ့အတင်းကြီးစီးအမကိုဆွဲထုတ်နေလို့တူမကတကင်ကိုသလိုပြောပါတယ်တကအကယ်ဖြတ်တာလားရှင်လုံးနေတာအဲ့ဒီလူနဲ့အတူတူပဲဘရီမိုဆိုအပြစ်တွေနဲ့ရှင်တန်းတယ်အားလုံးမှာအမုန်းတရားရှိတယ်အဲ့ဒါကိုပေါ်ထွက်လာအောင်လုပ်ပြီးဘာအကယ်ဖြတ်တာလဲဘော်ရီများရလိုက်လို့လဲဘာကစိတ်ရင်းအမောင်းလဲတခါမှတော့အတက်မရှင်ဘူးပဲနဲ့ရှင်ကလူတွေရဲ့ဝမ်းနည်းမှုကိုဒဇက်မှတော့နားမလဲပဲနဲ့ရှင်ကလူ ူရဲ့စိတ်အမကိုဆွဲထုတ်ပြီးရုပ်တည်နဲ့ဟုတ်ပြီလားဆိုပြီးရည်ကြီးနေတာတခုပဲတခါတလေထွေးပွေပြပြီးလဲစားတယ်အဲ့ဒါကလက်ခံပေးတာလားတေယုဆောင်နေတာမဟုတ်ဘူးလားအဲ့ဒါကမာရွနေတယ်ရှင်လုံးနေတာအကဲဖြတ်တာမဟုတ်ဘူးအဲ့လိုပြောပြီးဒီမကရှီမာတာကိုမထိုးပဲရက်ဖို့မဟုတ်ရင်ဘာမှမရှိတဲ့နေရာကိုအပုခံရလိမ့်မယ်လို့ပြောနေပြီမဲ့လေလူညီမတွေထာဆူမီရဲ့ကိုတွင်းအစိတ်အပိုင်းတွေကိုဓာတ်နဲ့ထိုးရှားလိုက်တော့တယ်အဲ့ဒီတွင်နေရာလို့လူပြန်ဝင်စားခွင့်မရှိပဲဘာမှမရှိတဲ့နေရာကိုအပုခံလိုက်ရပါတယ်ဒီမကလည်းတကင်ကိုလူတွေကရှင်ထင်တဲ့လောက်မရှုပ်ထွေးဘူးတာမန်ကိစ္စလေးနဲ့ဝမ်းနေဒေါ်လာထွက်လာအောင်ယူရှင်းတယ်အဲ့လိုလူတွေအတင်းအကျပ်ကိစ္စလေးနဲ့ဒေါ်လာထွက်စေပြီးဘာဖြစ်မလဲဆိုတာမသိ ပဲရှင်တန်နေကြတာအဲ့ဒါကလူပဲအလိုရင်းကိုရင်ဒါကင်ရဲ့နှလုံးသားခံစားချက်မရှိတဲ့ရင်မက်ကိုထိုးရင်းပြောနေတော့တယ်သူမကဒီလိုတွေပြောလာတော့ဒါကင်လည်းသူကဲဖြတ်တဲ့ပုံစံကမယုံနေတဲ့ခံစားနေရတယ်လို့နူနာကိုလာပြောပြီးအပြင်းထန်ဆုံးအရှင်တွေကိုဖန်တီးတာဟာလူတွေမှာရှိတဲ့စီမံကိုပြဖို့မဟုတ်ပဲဖြစ်လာအောင်ဖန်တီးနေတာမဟုတ်ဘူးလားကျွန်တော်ကဘဝမှာပြပြဟွားနေထိုင်ခဲ့တဲ့လူတွေကိုလေးစားတယ်ဆက်ပြီးအကဲမဖြတ်နိုင်တော့ဘူးအဲ့လိုပြောလာတော့နူနာကသူမရဲ့အရှင်ကကုံတော့မှာဖြစ်လို့အယုတ်အဖြစ်ပြောင်းလဲသွားတော့မှာဖြစ်တဲ့အတွက်မြ мян အကဲဖြတ်ဖို့လိုနေပြီလို့ပြန်ပြောပါတယ်အဲ့ဒါကြောင့်ဒါကင်လည်းသူမကိုမြ мян အကဲဖြတ်ရတော့မယ်ဆိုတာကိုသိရှိသွားခဲ့တယ် တယ်။တကယ်လည်းသူမစီလာပြီးမင်းများအကဲဖြတ်ဖို့လိုနေပြီဖြစ်ကြောင်းနဲ့မဟုတ်ရင်အယုတ်ဖြစ်ပြောင်းလဲသွားတော့မယ်ဆိုတဲ့အကြောင်းပြောလာတယ်။လူနာကတူမနဲ့အတူတူအကဲဖြတ်ခံရမယ့်အဖွားတရားကိုလုပ်ပေးလိုက်ပါတယ်။တူမနဲ့အဖွားဆိုးရမယ့်ဂိမ်းကဖဲဂိမ်းပဲဖြစ်ပါတယ်။ခုမှရှိနေတဲ့ဖဲကြွေတွေထဲကအတွဲတွေကိုဇပွဲပေါ်တင်ရမှာဖြစ်ပြီးနောက်ဆုံးမှာဂျိုကာကတ်ကိုကင်ထားတဲ့သူကရှုံးမှာပါ။ ုံမှန်ကစားနည်းပဲဆိုပေမဲ့ကက်တွေထဲမှာပါတဲ့ကက်တွေကထူဆန်းပါတယ်ပထမတပွဲမှာအဖွာကအနိုင်ရရှိသွားပြီးဒဂင်ကိုဒါကနောက်ဘွားများလာလို့မေးလာတယ်ဒဂင်နဲ့ဒူမလည်းအဖွာကတိရအမြန်လုံးလို့တော်တော်အံ့ဩတွားကြရတယ်ဒဂင်ကလည်းအမှန်တိုင်းအဖွာကတီးပြီးတွားပြီဖြစ်ကြောင်းပြောပြီးဘယ်လိုလုပ်တီးတွားရတာလဲလို့အဖွာကိုပြန်ပြီးတယ်အဖွာကလည်းသူကမန်းကဆွဲရတူဖြစ်ကြောင်းနဲ့ဒီဖိတ်ကက်ထဲမှာပါတဲ့ကက်ကသူကိုယ်တိုင်မဆွဲရသေးပဲစစ်ကူးထဲမှာပဲရှိနေသေးပြီးမဆွဲရသေးပဲပါနေလို့ပါလို့ပြန်ပြောပြပါတယ်ပြီးတော့တီတာကဘယ်လိုတီးတွားလဲဆိုတာကိုတော့မမမိဘူးလို့ပြောပြီးမမမိတာပဲကောင်းပါလေလို့ပြန်ပြောခဲ့တယ်အဖွာစီရောက်သွားတဲ့ကက်ကအဖွာ ာလူဘွားကဖတ်ဖူခဲ့တဲ့ရှာဘူဆိုတဲ့ပုံပြင်ဖြစ်ခဲ့ကြောင်းပြောလာတော့တူမကတူမင်းနဲ့လူဘွားကဖတ်ဖူခဲ့တဲ့ပုံပြင်မဲဆိုတာသိသွားပြီးမညံတချို့ကိုရပ်သွားခဲ့ပါတယ်တူမရဲ့နာမည်ကရှီယူကဖြစ်ကြောင်းဒကင်နဲ့အဖွားကိုပြောပြီးအမေလို့ပြောကငိုင်းကြသွားခဲ့တယ်ကစားပွဲလဲပြီးတော့အဖွားကလူပြောင်းဝင်စားခွင့်ရသွားပါတယ်ရှီယူကီကတူရဲ့မညံတချို့ပြန်ရပြီဆိုပေမဲ့ဘလို့တည်သွားလဲဆိုတာကိုတော့မတည်သေးပါဘူးဒကင်ကတတိယရှာအကဲဖြတ်ဖို့လိုတဲ့အတွက်ရှီယူကီရဲ့အကြောင်းကိုပြောပြပေးဖို့ပြောပါတယ်အော့ကလက်ဆိုတဲ့အတူကနိုနာတို့ကြံရွယ်နေတဲ့အကဲဖြတ်တဲ့တူတွေဟာလူရခံစားချက်တွေနဲ့အကဲဖြတ်လို့ရအောင်လုပ်နေကြတယ်ဆိုတာကိုခါဗစ်စီကနေတဲ့ဆင့်တရှိ ီသွားပြီးအတိတ်ပဲမရှိလိုက်တာလို့ပြောနေခဲ့တယ်။ဟာမာတာကိုဟင်းနေပြင်နဲ့ပြရှားလိုက်ပြီလို့ထင်ထားပေမဲ့ရှိနေပါသေးတယ်။ဒါပေမဲ့သူတို့တော့မလို့လို့ဘာဖြစ်နေတာလဲလို့ဂင်ဒီကိုမာယူကမေးတော့တူဝင်ကြီးကပြန်မလာသေးဘူး။ပြန်လာဖို့ဆိုဟင်းနေပြင်မှာသူ့အစားနေပေးမယ်ဝင်ကြီးလိုတယ်။ဝင်ကြီးပြန်မလာရင်တော့ဒီလိုအယုတ်ဖြစ်သွားလိမ့်မယ်။အဲ့လိုပြောတော့မာယူကဟာမာတာအစားသူကဟင်းနေပြင်ကိုတွားလို့မရဘူးလားလို့ပြန်ပြောလာတော့ဟင်းနေပြင်ဆိုတာဘလို့နေရာလဲမင်းသိလား။ဟင်းနေပြင်ဆိုတဲ့နေရာကဝင်ကြီးတို့ရဲ့တုတ်တန်လို့ပြောလို့ရတယ်။ဘာမှမရှိတဲ့နေရာ။ စိတ်တခုပဲကြံရှိနေပြီးကြောက်ရွံ့မှုနောင်တစိတ်ထဲကြခြင်းမကောင်းတဲ့ခံစားချက်တွေနဲ့ထာဝရပြုတ်ကျနေသလိုခံစားနေရတာမျိုးဟင်းလေးပြင်ဆိုတာအဲ့လိုနေရာမျိုးပဲမိငါတော့အစားထုတ်ဝင်လို့မရဘူးအစားထုတ်ဝင်ဖို့လူတယောက်ငါရှာထားတယ်ဟာရာတာကိုဟင်းလေးပြင်နဲ့ပြေရှာမလားဒါမှမဟုတ်ဒီပုံလေးကလူကိုပြေရှာမလားမင်းရွေးချယ်ရမယ်တကင်ကရှီယူကီကိုသူ့အကြောင်းပြောပြပေးဖို့ပြောတော့ပူပီပြန်မတ်မိလာအောင်သူ့အကြိုက်ဆုံးစကိတ်စီရင်မညံ့တွေပူမတ်မိလာအောင်လုပ်ပါတော့တယ်နောက်တော့တူဘလိုတီတွားခဲ့လဲဆိုတာတီတွားခဲ့ပါတယ်စကိတ်စီရင်ဒူးကောင်းမှတန်ရန်ရတ်သွားလို့နောက်ထပ်ဘရိုမှစကိတ်စီလို့မရနိုင်တော့ဘူးလို့ဆရာဝန်ကပြောလာပြီးနောက်တော်တော်လေးကိုစိတ်ထဲကျသွားခဲ့ပြီး ကိုဟာကိုတက်တည်ခဲ့တာပဲဖြစ်တယ်တကင်ကရှီယူကီအတွက်အရက်တစ်ခွက်ပေးလာပြီးရှီယူကီကတောက်လိုက်ပြီးနောက်အမိလည်းတွားခဲ့ပါတယ်မာယူကဟာရာဒါအတွက်တခြားသူကိုစတိလိုက်တာကြောင့်နေရလုံးဟင်းလေးပြင်ကိုအပုခံလိုက်ရပြီးနေရလုံးအယုတ်တွေဖြစ်သွားကြရပါတယ်နူနာရဲ့ကဲဖက်တူတွေကိုလူခံစားချက်ရှိလာအောင်ကြံစည်နေတဲ့အကြံကိုတည်သွားတဲ့အိုကလစ်ကနူနာကိုတိုက်ခတ်ပြီးလူခံစားချက်တွေနဲ့အကဲဖက်တူတွေအတိတ်ပဲမရှိလိုက်တာငါအပါဝင်ငါတို့အားလုံးကအယုတ်တွေပဲငါတို့ကိုဘေးကနေဖန်တီးထားရဲဆိုတာတည်တယ်မလားဟင်းလေးပြင်တွေကိုပြစ်ရှာခံရတဲ့သူတွေရဲ့ဝိညာဉ်တွေသူတို့နဲ့အတူအကဲဖက်တူတွေကတည်ရှိတယ်ရှီကာလူတွေနဲ့အတူအကဲဖက်တူဖြစ်နေတဲ့တွေဒီလိုမျိုးလုပ်လဲဘာမှပြောင်းလ လဲမှာမဟုတ်ဘူးအကေဖြတ်တွေလိုရမယ့်အရာကအမြဲတမ်းအတူတူပဲမနှွေရဲ့အကြံစီကိုဆန့်ကြည့်လိုက်လေမကြခင်ဘာဖြစ်သွားမလဲဆိုတာတည်ရလိမ့်မယ် ဒါကင်က ရှူကီကိုပွေခေါ်ပြီးအောက်ဆုံးထက်ကိုတွားပါတယ်ရှူကီနိုးလာတော့သူ့ရဲ့လူဘွားကသူ့အခန်းထဲရောက်နေလို့တော်တော်အံ့ဩတွားရတယ်နောက်ပြီးဒါကင်လည်းအခန်းထဲကိုရောက်လာခဲ့ပါတယ်ရှူကီလည်းသူ့အိမ်ကိုပတ်ကြည့်ရင်အမတ်တရားလေးတွေကိုပြန်ပြန်ရောက်မိနေတဲ့သူ့အမေကပေါ်လာတယ်ဒါပေမဲ့ရှူကီအမေကတော့သူ့ကိုမမြင်နိုင်ပါဘူးဒါကင်ကရှူကီကိုသူ့လိုပြောပါတယ်ဒီကိုခေါ်လာတာမိအမေနဲ့တွေ့စေချင်လို့မဟုတ်ဘူးလက်ရှိတနားရီကိုပြန်ညလူပေါင်း9000ကျော်တည်နေကြတယ်ဘဝကြီးဟာအမြဲတမ်းမတရားဘူးတက်တန်းကုန်နေအထိနေရာတဲ့သူတွေရှိသလိုအရှင်တိုလေးအတွင်းမှာတရားတဲ့သူတွေလည်းရှိတယ်လူတယောက်ရဲ့အတက်ကိုအလဲလဲထားပြီးရှူကီဆန်ကိုအတက်ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်အဲ့လိုပြောပြီးဒီလိုကဲဖြဲတဲ့နေ ရာဖြစ်တဲ့ quite again ဆိုတဲ့နေရာနဲ့ပတ်သက်တဲ့မညံတွေအကုန်ပျောက်သွားကတခြားသူနဲ့အစားထိုးချီယူကီကအတိုက်ပြန်ရှင်လာဖို့ခလုတ်ကိုနှိပ်ဖို့ပေးလိုက်တယ်အဲ့လိုပြောပြီးပေးတာတော့တူရဲမိသားစုတငယ်ချင်းတွေတဲကတဲရောက်လဲတီရွားနိုင်တယ်မလားလို့ပြန်ပြေးပြန်တယ်တကင်ကလည်းဟုတ်ပါတယ်ဒါပေမဲ့လက်ရှိကမ္ဘာလူဦးရေက9ဘီလီယံရှိပါတယ်တွက်ကြည့်မယ်ဆိုမဖြစ်နိုင်ဘူးများတယ်အမေအဖေနဲ့တငယ်ချင်းတွေချီယူကီဆန်ကိုတိတိမျှတူတဲ့အကုန်မင်းတည်ရဲဆိုတဲ့မညံပျောက်ွယ်သွားလိမ့်မယ်တကင်ကအဲ့လိုပြောတာတော့ချီယူကီကသူ့အမေဘက်ကိုတစ်ချက်လဲကြည့်လိုက်တယ်ချီယူကီရဲ့အမေကသူ့အကြိုက်မို့လို့ပေးပြီးချီယူကီရှီတော့မှာပြင်းထန်တဲ့ဒဏ်ရာရခြင်းတုန်းကခံစားချက်ကိုအမေတရားလုံးနေပြီးနားမလဲပြီးနိုင်ခဲ့ဘူးလို့ပြောက တမိကိုတွေ့ကျင်တယ်လို့အော်နေတာကိုတွေ့လိုက်ရတယ်မိခင်မေတ္တာကိုတွေ့လိုက်ရတဲ့ရှူကီလည်းသူအတက်ပြန့်ရှင်ပြီးတူတီခဲ့တာကသူ့အမေအမမဟုတ်ကြောင်းကိုပြောပြီးတောင်းပန်ကျင်နေတဲ့အတွက်အတက်ပြန့်ရှင်ဖို့လိုအပ်တာကြောင့်အရှာတရက်ကိုတီစေပြီးသူကတော့လူပြဝင်စားခွင့်ရအောင်တိုင်ခင်ပေးထားတဲ့ခလုတ်ကိုနှိပ်ဖို့လုပ်တော့တယ်နှိပ်ဖို့နည်းနည်းလိုတဲ့အချိန်မှာအရင်ကအကဲဖြတ်ခံခဲ့ရတဲ့သူတွေအကြောင်းတွေးမိတော့ပြီးလူစားလေးဖို့ခလုတ်ကိုလွှတ်ရှာလိုက်ပါတယ်ဘာလို့လဲဆိုတော့တူတီတို့လို့သူ့အမေကအရန်ခံစားငိုကြွေးနေရတဲ့အတွက်ဒဇုံတရက်ကိုအစားထိုးလိုက်ရင်လည်းအဲ့ဒီဒဇုံတရက်ကိုတန်ဖိုးထားတဲ့သူကသူ့အမေလို့နာကျင်ခံစားရမှာကိုကိုချင်းစာမိလိုက်လို့ပဲဖြစ်ပါတယ်သူ့အမေကိုလူ့ဘဝမှာတွေးကျင်သေးပေမဲ့အဲ့ ွန်းနဲ့တခြားသူကိုဒုက္ခမပေးတဲ့စိတ်ဓာတ်မှာတက်ကင်ဟာပြိုလဲသွားခဲ့ပြီးခံစားချက်မရှိတဲ့သူကခံစားချက်မရှိတွေထွက်ကြလာတော့တယ်နောက်တော့ဒါရီအားလုံးဟာအကယ်ဖြတ်ဖို့ဖန်တီးထားတဲ့အရာတစ်ခုပဲလို့ချီယူကီကိုပြောပြီးတောင်းပန်လာတော့တယ်ချီယူကီလည်းသူနဲ့ထိုက်တန်တဲ့လူပြည်ဝင်စားဖို့ကိုတွားဖို့အချိန်ကျလာပါပြီတက်ကင်ကနောက်ထပ်နောက်ထပ်အကယ်ဖြတ်ဖို့လာတဲ့သူတွေကိုအတန်းနိုင်ဆုံး positive အမြင်ရအောင်လှုပ်တွားပါမယ်လို့ပြောပြီးဘယ်တော့မှမပြုံးတတ်တဲ့တက်ကင်ကချီယူကီကိုနှွေးထွေးစွာပြုံးပြပြီးနှုတ်ဆက်ခဲ့ပါတယ်ချီယူကီမရှိတော့တဲ့နောက်ပိုင်းမှာတက်ကင်ဟာချီယူကီအယုတ်ပုံလေးထုလုပ်ပြီးအယုတ်လေးနဲ့ပဲအတူတူလာသမျှလူများအားအကယ်ဖြတ်သွားရင်ပြီးဆုံးတွားပါတော့တယ်ဗျနောက် ထန်ရီကက်ဇလန်တွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ရှိပါတယ်